မကွေးတိုင်းစိတ်ဖြူမြို့နယ်ထဲကစစ်ကောင်စီတက်စကန်ဂိတ်ကိုအော်တိုဘားလ29ရက်မနက်ကတိုက်ခိုက်ခဲ့လို့စစ်သားလေးယောက်သေဆုံးပြီးလက်နက်ခဲယမ်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ပခုတ်ကူခရိုင်အမှတ်ဆက်ကိုတရင်စီကနေသိရပါဗါတယ်။အဲ့ဒီတိုက်ပွဲမှာတော်လှန်ရေးတပ်ဖွဲ့ဘက်ကစစ်ကြောင်မှုတယောက်ကြဆုံးခဲ့ပါဗါတယ်။စိတ်ဖြူမြို့နယ်တန်စလုံရွာမှာဂိတ်ဖွင့်ပြီးငွေတောင်းနေတဲ့စစ်တပ်စစ်စေဂိတ်ကို တော်လှန်ရေးအဖွဲ့တွေကတိုက်ခိုက်ခဲ့ကြတာပါ အဲ့ဒီတက်ခတ်မှုကိုပခုတ်ကူခရိုင်အမှတ်16တရင်နဲ့ရေနသာကော်လမ်မကွေးတိုင်းပကဖရွေရှာစစ်ကြောင်းတို့ပူးပေါင်းတက်ခတ်ခဲ့ကြတာဖြစ်ပြီးရေနသာကော်လမ်ရဲ့စစ်ကြောင်းမှုကြဆုံခဲ့တာဖြစ်ပါတယ်တိုက်ပွဲဖြစ်တဲ့နေရာဟာစိတ်ဖြူမျိုးနဲ့နှမိုင်ကွဲလောက်ပဲဝေပြီးဘန်ကာနှစ်ခုကိုတော်လှန်ရေးတပ်တွေသိမ်းပြီးချိန်မှာစစ်တပ်စစ်ကူတွေချက်ချင်းရောက်လာတယ်လို့ပခုတ်ကူခရိုင်အမှတ်16တက်ရင်ရဲ့ပြောရေးစုခွင့်ရှိသူကိုကြာပေါက်က DPP ကိုပြောပါရတယ်။ ဲ့ဒီတိုက်ပွဲမှာစစ်သား၄ဦးသေဆုံးတာကိုမျက်မြင်တွေ့ခဲ့ရသလို MA3 တနက်တလက်ကြီပေါက်၃ပေါက်5.56ကြီအတောက်ရေ130နဲ့အတူတခြားဆက်ဆက်ပစ္စည်းတွေလည်းသိမ်းဆည်းရရှိခဲ့တယ်လို့လည်းသူက ပြောပါတယ်ရှင်။